ငလီနံကိုကိုရိုင်းဂျုံတွေ့ခဲ့ရပြီးရုပ်ပိုင်းဆိုင်ရာထိခိုက်မှုရှိပေမဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်ရသူတွေအတွက်အထောက်အကူဖြစ်စီဖို့အကြံပြုချက်လေးတွေကိုမျှဝေလိုက်ပါတယ်၁လက်ရှိပြစ်ဆုံးပံကိုအာရုံစိုက်ပါ၂ဖြည်းဖြည်းချင်းချိန်ယူပြီးစိတ်ကိုပြန်လည်တည်ငြိမ်လာအောင်ထားပါ၃ကျမ်းမာမျှတစွာနေထိုင်စားတော့ပါအချိန်မှန်စားပြီးအချိန်မှန်အိပ်ပါ၄ ဆိုရှယ်မီဒီယာနဲ့သတင်းတွေကိုလိုအပ်သလောက်ပဲကြည့်ရှုနားထောင်ပါနေ့တိုင်းမိတ်ဆွေအပေါင်းအသင်းမိသားစုဝင်များနဲ့စကားများများပြောပါ ကိုယ်တိုင်းရင်ဆိုင်ကြော်ဖြတ်ဖို့ခက်ခဲလာတဲ့အခါစိတ်ပိုင်းဆိုင်ရာကျွမ်းကျင်ပညာရှင်တွေရဲ့အကူအညီကိုရယူပါနေ့တိုင်းမိမိရဲ့စိတ်ကျန်းမာနေစေဖို့ဂေယူဆိုင်ပေးပါ